ုံးမဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့တောင်သူကြီးတွေအတွက်ပိုးသက်ဆေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပိုးသက်ဆေးရဲ့တက်တန်းပြီးရင်ပိုးသက်ဆေးတက်တန်းကျော်တက်တန်းလုံးနဲ့ပိုးသက်ဆေးတွေတုံးရင်ဘာကျိုးဆက်တွေဖြစ်နိုင်လဲပြီးရင်ကျွန်တော်ရဲ့ပိုးသက်ဆေးမူလအာနိသင်တွေရောကြစေတဲ့အကြောင်းတရားတွေကိုကျွန်တော်တို့ဘူးတူရအနေနဲ့ကျွန်တော်တို့မျှဝေသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီကျွန်တော်တို့ပိုးသက်ဆေးဘူးပလင်းတွေကျွန်တော်တို့ဆေးထုတ်တွေကိုကျွန်တော်တို့တောင်သူကြီးတွေတုံးဆဲဖို့စပြီးဖောက်လိုက်ပြီးဆိုလေပါပြင်ပလင်းနဲ့ထိတွေ့ပြီးတက်တိုးစီဖြစ်စေတက်ရော့စီဖြစ်စေကျွန်တော်မူလအာနိသင်ကျွန်တော် ဒါရောကြစေနိုင်ပါလေခင်ဗျပုံမှန်အားဖြင့်တော့ကျွန်တော်တို့ဘူးပလင်းတွေကိုကျွန်တော်အဖုံးမဖွင့်ပဲအိတ်မဖောက်ဖဲနဲ့ပေါ့နော်လေလုံအောင်ထားပင်ထားညတော့လေကျွန်တော်တို့ဒီဆေးရည်တွေဆေးမုံတွေဆေးဘူးတွေဆေးထုတ်တွေအတွင်းမှာရှိတဲ့ဒါအပူချိန်ရပါပေါ့နော်နှစ်နဲ့ဝင်းချိန်မှာဆိုရင်အနိဒင်ဒါထောက်ဝခန့်ဒါရောကြစေနိုင်သလိုပုတ္တဇေရဲ့တတ်မှတ်ထားတဲ့တန်တန်းကုန်လို့အနိဒင်လဲဒါရောကြစေနိုင်တဲ့အကြောင်းတရားတွေလည်းရှိပါတယ်ခင်ဗျဒါကြောင့်ပုတ္တဇေရဲ့မူလအနိဒင်ရောရောစေတဲ့အကြောင်းတရားတွေမှာလည်းအဆိုတဲ့အကြောင်းလည်းကျွန်တော်တို့အနိဒင်အလွယ်တကူပြည့်ပြည့်နိုင်တဲ့အကြောင်းတရားလည်းရှိပါခင်ဗျ ဒါကြောင့်ကျွန်တော်တို့ဒီတက်တန်းကုန်တက်တန်းလွန်နဲ့ဒီဓာတုပိုသက်စီတို့အသုံးပြုမယ်ဆိုရင်ပုံမှန်အားဖြင့်တော့ကျွန်တော်တို့ပိုသက်စီရဲ့တက်တန်းကာလတစ်ခုတွင်ပေါ့နော်ကျွန်တော်တို့ကဒီအသုံးပြုမယ်ဆိုရင်ပိုသက်စီရဆိုအပင်တီရှူထဲမှာကျွန်တော်ယူလျားနိုင်စံကောင်းတယ်ပြီးရင် insert တွေရဲ့အရေးပြားတဲ့ခန္ဓာကိုယ်တွင်မှာအစိတ်သိမ်းနှံဆွမ်းလဲကောင်းတယ်ဒါပြင်သဘောပေါင်းခြင်းမှာဆိုလဲတတ်မှတ်ထားတဲ့အချိန်ကာလတစ်ခုတွင်မှာဆိုရင်ကျွန်တော်တို့ပြုတ်ကွဲနိုင်တာဖြစ်တဲ့အတွက်စနစ်တကျလိုက်နာဆောင်ရွက်မယ်ဆိုရင်တော့ဒါဘေးရန်တဲ့ င်းစေနိုင်တာပေါ့နော်သို့တော့ကျွန်တော်တို့ကတက်တန်းလုံနဲ့ပုသက်ဆေးကိုကျွန်တော်တို့သုံးဆွဲမယ်ဆိုရင်တိနံပင်နေမှာဆိုရင်ဖြန်းလိုက်တဲ့ခါမှာဆိုရင်ဖလျားနိုင်စမ်းကျွန်တော်ရော့ချလာတယ်ဒါပြင်ကျွန်တော်တို့ဖြန်းလိုက်တဲ့အသီးရော့တွေနဲ့အသီးနံမတွေပေါ်မှာကျွန်တော်တို့ဆေးတကြွအာနိသင်တွေစုပုံပြီးတော့သူကမရေရှားနိုင်တော့ဒါကြောင့်ကျွန်တော်တို့ကရေရှည်မှာစားမယ်ဆိုရင်ကျွန်တော်အရန်အန်ရည်များတာဖြစ်ပါလားခင်ဗျဒါရီမဲလားဆိုတော့မဟုတ်ပါဘူးခင်ဗျဆွေပြန်းနေဆိုတဲ့ဟိုကကျွန်တော်တို့ဖြတ်ပိုးတွေကိုကောက်ွက်ခြင်းလို့နှိမ်နေတာဖြစ်တဲ့အတွက်တက်တန်းလုံးတက်တန်းကြော်တဲ့ပုသက်စီကိုကျွန်တော်တို့အသုံးပြုမယ်ဆိုရင် တီတီရောက်ကောက်ွယ်နှိမ်နှင်းနိုင်မှာမဟုတ်ပါဘူးခင်ဗျဒါအပြင်ကျွန်တော်တို့ဖြန်းတဲ့လူတွေလည်းအရန်အနေများပါလေကျွန်တော်တို့ဖြန်းတဲ့အခါမှာဆိုရင်ချွေးပေါက်တွေချွေးတွေနဲ့ချွေးမှာပါတဲ့အငံဓာတ်ပေါ့နော်အဲ့အငံဓာတ်နဲ့ကျွန်တော်တို့ဓာတ်ပြူပြီးတော့ကျွန်တော်လူပုံမှန်တက်တန်းရှိတဲ့ပုံသက်စီဖြန်းတာထက်ကိုသူကလူဒါထိခိုက်မှုပုံမှန်များစေတာဖြစ်ပါလေခင်ဗျာအထူးသဖြင့်တော့ EC formula နဲ့ထုတ်ထားတဲ့ပြီးတော့ CPU ရေပြောခေါ်တာပေါ့နော်အဲတခြားစီးနဲ့ဆိုင်ရင်အစိတ်သွင်းမှုပုံများတယ်ဒါအပြင်ကျွန်တော်ဆေးမမုတ်ပုံစံနဲ့ဖြောဆက်ထားတဲ့ဆေးတွေမှာဆိုလည်းအသက်ရှူလမ်းကြောင်းကိုဒါပုံမှန်ထိခိုက်စေတာဖြစ်ပါလေခင်ဗျာ ဒါအပြင်ကျွန်တော်တို့ဒီတက်တန်းလုံးတက်တန်းကျော်တဲ့ပုသက်စီတွေကိုအသုံးပြုမှာဆိုရင်ဖြတ်ပိုးရဲ့ကျွန်တော်တို့ကာကွယ်နေနေတဲ့အခါမှာမထိရောက်သလိုကျွန်တော်တို့ပုံမှန်စားတော့ဖြတ်စီတဲ့အလေးထားလည်းပြောင်းလဲနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့တည်နေနေမှာဆိုရင်ဒီဖြတ်စီစားတော့ပုံလေးကြောင့်ကျွန်တော်တို့များစွာထိခိုက်မှုတွေဖြစ်စီတာဖြစ်ပါတယ်ခင်ဗျ ဒါပြင်တဘာဝပေါင်းခြင်းမှာပုံမှန်အဖြစ်တော့ပုသက်စီတွေကိုကျွန်တော်အလူစွာတက်ရှိအမျိုးမျိုးအနေနဲ့တိုက်ခိုက်ချိန်မုန်းတာဖြစ်တဲ့အတွက်တကြွအနေနဲ့အခြေတစ်ခုရအောင်ကျွန်တော်ပြက်ပြက်စေနိုင်တော့လဲပဲတက်တန်းလုံးတက်လန်းကျော်တဲ့ပုသက်စီတွေကိုအသုံးပြုမယ်ဆိုရင်တော့ကျွန်တော်တို့ညေဒုရေဒုကိုပုံမှန်ဒါထိခိုက်မှုများစေတာဖြစ်ပါလေခင်ဗျာ ဒါကြောင့်ကျွန်တော်တို့ကဆေးတစ်ခုပေါ့နော်ဒီတက်တန်းကျော်လွန်ချောင်းကိုကျွန်တော်တို့သိရှိနိုင်တဲ့အချက်တွေကတော့စင်းပုံးနေမှာဆိုရင်ခဲသွားတဲ့အယောင်ပြတ်သွားတယ်ပေါ့ဒါကသတိပြုနိုင်တဲ့လွယ်တဲ့အချက်တွေပေါ့တိုးတော့ကျွန်တော်အကြီးတို့အခဲပုံစံတို့ထုတ်ထားတဲ့ဆေးတွေမှာဆိုရင်တော့တာမန်မျက်စိအဖြစ်ကျွန်တော်တို့သိမြင်ဖို့ဒါမလွယ်ဘူးပေါ့နော်ဒါကိုလည်းပဲကျွန်တော်တို့တတိထားရမှာဖြစ်ပါလေ ဒါပြင်ရံဖန်ရံခါမှာဆိုရင်ဘယ်လိုတွေဖြစ်တယ်လဲဆိုတော့ကျွန်တော်တို့တောင်သူတွေပေါ့နော်ဓာတုပိုးသက်စီတွေကျွန်တော်တို့တုံးတဲ့ခါမှာဆိုရင်ဘူးပလင်းတွေပဲဖြစ်ဖြစ်အထုပ်တွေပဲဖြစ်ကျွန်တော်ဖောက်ပြီးတော့တုံးတယ်တုံးပြီးရင်ကျွန်တော်တို့ကကြံတဲ့ဟာတွေကိုတေချာစနစ်တကျလေလုံအောင်ပိတ်မထားဘူးတခါတည်းရန်ကျွန်တော်တို့နေအောင်ကြီးနဲ့ဒါထိတွေ့တယ်ပေါ့နော်ပြီးရင်လေဝင်လေထွက်မကောင်းတဲ့နေရာတွေမှာဆိုရင်အလုံးပိတ်ပြီးတော့ကာလာကြာရှည်ဆိုထိမ့်သိမ်းထားမယ်ဆိုရင်လည်းပဲဆေးရအာနိသင်ကတက်တန်းမကုန်ပင်မကုန်ညားတော့လဲအာနိသင်ရောချစေနိုင်တာဖြစ်ပါတယ်ခင်ဗျဒါကိုလည်းပဲကျွန်တော်တို့တောင်သူတွေတတိထားမှာဖြစ်ပါတယ်ဟုတ်ပြီ ဈေးအနည်းတင်ပြောင်းမပြောင်းကျွန်တော်သိရှိနိုင်တဲ့အချက်ကတော့ဈေးအကြီးဒီမှာဆိုရင်အနေထိုင်းသွားမယ်ကျွန်တော်ပလင်းလှုပ်ကြည့်တဲ့ခါမှာဆိုရင်ကောင်းကောင်းရောဆက်ခြင်းမရှိတော့ဘူးပေါ့နော်ဒါအပြင်ကျွန်တော်ဈေးအမှုန်ထုတ်ဒီမှာဆိုရင်မှုန့်ညံ့မနေမနဲ့ခဲသွားတာပေါ့နော်ဈေးတွေကိုကျွန်တော်ရေထဲမှာဖြော်ဆက်အသုံးပြုတဲ့ခါမှာဆိုကောင်းဆောင်မပြောင်းဝင်နိုင်ဘူးပေါ့နော်ဒါဟာလည်းပဲကျွန်တော်တို့ကျွန်တော်တို့အသုံးပြုတဲ့ဒါဈေးတွေဟာဆိုအနည်းတင်ပြက်ပြက်နေပြီလို့ကျွန်တော်တို့ဒါသဘောပေါက်နားလည်ရမှာဖြစ်ပါတယ်ခင်ဗျာ ဒီလိုအာနိသင်ပြက်ပြက်တဲ့ဈေးတွေကိုကျွန်တော်တို့ရေရှည်အသုံးပြုလာမယ်ဆိုရင်ဈေးတံကိုခံနိုင်ရှိတဲ့ဖြတ်ဖို့ရေအတွက်တွေကျွန်တော်များပြားလာမယ်ပြီးရင်သွားပေါင်းခြင်းကိုလည်းထိခိုက်မှာပေါ့ပြီးရင်ဒါပြင်ကျွန်တော်တို့သုံးဆွဲတဲ့လူရဲ့ကျန်းမာရေးဖြူတော့လာလည်းပဲများစွာထိခိုက်စေတာဖြစ်ပါတယ်ခင်ဗျာဒါပြင်ကျွန်တော်သွားပေါင်းခြင်းမှာလည်းတကြွအာနိသင်တွေပုံပုံများပြားစေတာဖြစ်ပါတယ်အထူးသဖြင့်ပါတော့ပေါင်းသက်ဆေးဒီမှာဆိုပို့ပြီးတော့ကျွန်တော်တို့ဆိုးပါတယ်ခင်ဗျာဇီဝကံမှာဖြစ်စေရဆိုရင်ကျွန်တော်တို့မြက်သက်ဆေးဒီမှာဆိုစပားတို့ကြံတို့ပြောင်းလို့မှာဆိုရင်ကျွန်တော်တို့တစ်ခါလေကျွန်တော်တို့ ပြန်လိုက်တဲ့ခါမှာဆိုအရွက်တွေရုတ်တရက်ဝါသွားတာလို့ပြီးစစ်ကြားတွေရှီထွက်လာတော့ဒါတွေကဖြစ်လေဖြစ်တာရှိတာဘောတော့ဒါဘာကြောင့်လဲဆိုရင်ကျွန်တော်တို့တချို့ဆိုရင်ဒါဈေးနှုံတာများလို့မဟုတ်ပါဘူးတတန်းလုံးတို့မဟုတ်အနိသင်ပြောင်းနေသည့်ပေါက်သက်စီတွေကျွန်တော်အသုံးပြုလို့ဖြစ်တတ်ပါတယ်ဗောအကြိမ်ပြင်ကျွန်တော်တို့ကအနိသင်ပြောင်းနေတဲ့ကျွန်တော်တို့ရွက်ပြန့်ပေါင်းသက်စီကိုကျွန်တော်အသုံးပြုမယ်ဆိုရင်ထိခိုက်ပြီးတော့အရွက်တွေကျူတာပြီးအပွင့်တွေကျူတာလို့ကျွန်တော်အသီးခင်းတွေကျူတာလို့စသဖြင့်ပေါ့နော်ကျွန်တော်တို့ဒီနေ့တွေကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်ခင်ဗျဒါကြောင့်ဒီနေ့ရဆက်ပြီးတော့ပေါင်းဝင်ခြင်းအတွက်ရောစားသုံးသီးနှံတွေအတွက်ရော ဒီပုံမှန်ယောဂကာကွယ်နေနေတဲ့အတွက်ရောကျွန်တော်အကျိုးမများတဲ့အတွက်ပေါ့နော်ဒီတက်တန်းလုံးတက်လန်းကျော်သောဘုဒ္ဓဆီတွေနဲ့ကျွန်တော်တို့အာနိသင်ပြတ်ပြဲတဲ့ဘုဒ္ဓဆီတွေကိုယနေ့မှစပြီးတောင်းသူတွေမတုံ့ဆွဲပဲနဲ့ပေါ့နော်တတိယဆင်ကျင်ကြပါလို့ကျွန်တော်တို့အကြံပြုတိုက်တွန်းလိုက်ရပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ